Welcome to my channel ပရိသတ်ကြီးတို့တရိယာနေလားဒီနေ့တော့ပရိသတ်ကြီးတို့နဲ့တူတူကြာစံကြော်လေးကြော်စားမယ်ရှင်မြမပထမဦးစွာကြာစံတစ်ခေါင်းခွဲကို ရေနဲ့စိန်ထားပါတယ်မုံလာဥတလုံးကိုမြမဒီလိုလေးလှီပြီးတော့ပကံင်းမှာထည့်ထားပါတယ်ရှင်ကြာစံကျော်ရဲ့အသက်ကတော့ဂေါ်ပြီးတော့ပေါ့ရှင်ဂုံမီတို့ကိုပါပါလေးလှီးပြီးတော့မုံလာဥပကံထဲမှာထည့်ထားပြီးအစင်သစ်ပြင်ထားပါတယ်ရှင် ချဲ့ဥလေးကိုလည်းမပါမပြစ်သုံးလုံးထည့်ပါတယ်ရှင်ကျဲဥသုံးလုံးဖောက်ပြီးစားလီအနေငယ်ထဲကခလောက်ပါမင်းရှင်ဒဲဦးထဲမှာစီလီအနေငယ်ထဲကကျဲဥကိုအရင်ကြော်ပါမင်းရှင် ချက်သွန်ဖြူကို အခွန်နွားပြီးတော့၄မွာ၅မွာလောက်ကို အခွန်နွားထားပါမယ်ရှင်။ဝသားတောက်တောက်စင်နာတွေကိုချက်သွန်ဖြူချင်းလေးပိန်းကံပြားရင်လေးထည့်ပြီးတော့ညီမအနေငယ်လှော်ပါမယ်။ချက်သွန်ဖြူ9မွာကိုပါပါလှီးပြီးတော့ကြာစံကျော်ပို့တွက်အစစ်သင့်ပြင်ပါမယ်။ကြာစံစိန်ထားတာလေးလည်းရပြီ။ချက်ဥကျော်ကော်ပီတုံမုံလာဥဝတ်သားတောက်တောက်စင်ကျော် ဂျာဆန်ကျော်ဖို့အားလုံးစင်သည့်ဖြစ်ပြီးဆိုရင်စီလေးကိုအိုးထဲမှာထည့်မယ်ချက်သွန်ဖြူလေးကိုထည့်မယ်ပြီးရင်ဖြည်းဖြည်းချင်းလော်ပါမယ်လေးနီလိုက်မုံလောင်လေးထည့်လို့မယ် ောင်းလောင်းလေးကြက်ရင်ကော်ဖီထုပ်လေးထထက်မယ် သားလော်ရတဲ့ဝါကိုထည့်ပြီးတော့လော်ပါမယ်ရှင်ဝသားကိုထည့်ပြီး အရွက်နဲ့တမအောင်မှွေပြီးတော့လော်ပါမယ်ရှင်ကျက်ပြီဆိုတော့ကြာစံလေးကိုထည့်မယ်ရှင်

င်ပြီဆိုရင်စားလေးအနေငယ်ထည့်ပြီးတော့ထပ်ပြီးတော့ရေလေးအနေငယ်ထည့်ပြီးတော့လှော်ပါမယ်ရှင်။နောက်ဆုံးပိတ်ချက်ဦးလေးကိုကြာစံကြောမှာ ဖြူပါမယ်။ပြန်အားလုံးတမအောင်မှွေပြီးတော့တိတ်ကောင်းနဲ့မှွေကြိုင်လာတဲ့ကြာစံညတစ်ခွက်ရပါပြီရှင်။ ့မြမရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်တက်မယ်လို့ထင်ပါတယ်ရှင်ပရိသတ်ကြီးတို့ကျေးဇူးများတင်ပါတယ်